မြင်းလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်မန္တလေးမုံရွာလမ်းမိုက်မှာစစ်ခွေးရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်ခွေးတွေဘက်က၅ဦးထိခိုက်ဒေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။နိုဗ ెంబ ာလ20ရက်နေ့မနက်9:45မိနစ်ခန့်အချိန်မှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတံပြားကာကာ3စီးနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးများဟာမုံရွာမြို့နယ်မအူဂိတ်ကိုဝင်ရောက်သွားပြီးတဲ့နောက်ဖောကာတစီးဆန်နဘိန်းကတစီးလို့နဲ့ထပ်မံထွက်ခွာလာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကစွန့်ရင်ထက်ဂိတ်နဲ့မြေနေဂိတ်ကြားထဲမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ် ယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအချမ်းမစစ်ခွေးတွေဘက်က4ကားပေါ်မှာလိုက်ပါလာတဲ့စစ်ခွေးငါးကောင်ထိခိုက်ဒေဆုံးမှုရှိပြီးတော့တော်လိုင်းရဲဘော်များကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ နမခကနေမအူဂိတ်ကိုစစ်ခွေးတွေကတံများကက3စီးနဲ့ရောက်လာပြီးတော့အဲ့ဒီဂိတ်ကနေ4ကစနဘိန်ကနဲ့ပြန်ထွက်လာတာကိုကျွန်တော်တို့ကစွန့်ရထက်ခင်းနဲ့ညီနေဂိတ်ကြားထဲမှာအဝေးထင်းရှစ်ထွက်မိုင်းနဲ့မိုင်းဆွဲတက်ခိုက်ခဲ့တာပါစစ်ခွေး9កောင်ကတော့ပွဲချင်းပြီးတိတ်ဆုံးနဲ့ကျွန်တော်တို့တက်ခိုက်မှုပြစ်လို့ပြီးအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့မုံရွာခံပြည်သူကကွေးတက်မတော့တက်ရင်လေတက်ခွဲနဲ့တက်ခွဲမှုကို wifi ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မက်ဂွေတာဆလင်းမြို့နယ်စေတုရှင်ကုန်းကြီးရွာဖျားဝင်းအတွင်းထဲမှာရှိတဲ့ကြီးပိတ်သားချင်း80ကျော်ကရှိတဲ့ခေါင်းလောင်းကိုပြူစောတိခေါင်းဆောင်အောက်တန်းစားအုတ်ချုပ်ရင်းမှုထုံးနိုင်လို့အဖွဲ့ကခိုးယူသွားပြီးတော့ PDF အဖွဲ့ကခိုးတယ်ဆိုပြီးလိန်လယ်ဝါဒဖြန့်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ18ရက်နေ့မှာမကြီးမင်ပုကြီးရွာအုပ်စုစေတုရှင်ကုန်းကြီးရွာဖျားဝင်းအတွင်းထဲမှာရှိတဲ့အလေးချိန်ကြီးပိတ်သားချင်း80ကျော်ကရှိတဲ့ခေါင်းလောင်းကြီးကိုအောက်တန်းစားပြူစောတိခေါင်းဆောင် အုတ်ချုပ်ရေးမှုထွန်းနိုင်ဆိုတဲ့မအေဘေးအဖွဲ့ကခိုးယူသွားခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးခိုးယူသွားပြီးတဲ့နောက်အဂျမ်ဘတ်စစ်ခွေးတပ်ကို ောက်ချုပ်ရေးမှုထွန်းနိုင်ဆိုတဲ့အောက်တန်းစားဦးဆောင်နဲ့ယူဆော်ရီအဖွဲ့က PDF များကလာရောက်ခိုးယူသွားတယ်ဆိုပြီးတော့လိန်လေတိုင်ကြားပြီးစစ်ခွေးတွေကိုကျေးရွာတွေကိုခေါ်ဆောင်လာခဲ့တယ်လို့သိရပါတယ်။လက်ရှိချိန်မှာအဲ့ဒီခေါင်းလောင်းပျောက်ဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အထက်မှစစ်ခွေးတက်ကစေတုရှင်ကုန်းကျေးရွာအတွင်းကို Forger နဲ့စီ Life ကတစီအင်အား80ကျော်နဲ့ရောက်ရှိလာကပိန်တဲ့တအိမ်စင်းလိုက်လံရှာဖွေနေတယ်လို့သိရပါတယ်။အဲ့ဒီခေါင်းလောင်းပျောက်ဆုံးတာကို အကြမ်းမဲ့စစ်ခွေးတွေကစုစုပေါင်းအင်အား80လောက်နဲ့လိုက်ရှာနေပါတယ်စေတုရှင်ကုန်းကြီးရွာဆိုတာကအကြမ်းမဲ့စစ်ခွေးတွေရဲ့နယ်မြေပါစေတုရှင်ကုန်းကြီးရွာမှာလည်းပြူစောတိတွေအများဆုံးရှိတဲ့နေရာဒီကြီးခေါင်းလောင်းကြီးပြောက်တာဟာပြူစောတိတွေရဲ့လက်ချက်ပဲသူတို့ပဲအဲ့ဒီဖျားနာမှာနေတိုင်းကင်းလဲနေတာတကယ် PDF တွေလာရင်ပြစ်ခတ်တာတွေပါပဲဖြစ်မှာပေါ့ဘယ် PDF ကရောဒါတော့လေးတဲ့ခေါင်းလောင်းကြီးကိုအလကားနေအလကားအာရရဘယ်သူကသွားတယ်မှာလဲဘာတမ်းမှမကြားရဘဲနဲ့ပျောက်သွားတာ အဲ့ဒီဘက်နေမြေမှာကပြည်သူတွေသွားလာလှုပ်ရှားဖို့လည်းခက်ခဲပါတယ်စစ်ခွေးတွေနဲ့ပြူစောတိတွေကပေါ်တာဆွဲတာလည်းရှိတော့ဘသူမှအပြစ်မထွက်ရဲပါဘူးနေကင်းကြောင်တောင်ထွက်ဖို့သွားလာလှုပ်ရှားဖို့မလွယ်ကူပါဘူးလို့ပြည်သူညီနောင်စလင်းသတင်းနဲ့တာဝန်ကကိုပြည်သူကရှင်းပြထားပါတယ်အဲ့ဒီစေတုရှင်ကုန်းကြီးရောဖျားဝင်းနဲ့အနည်းဆုံးနေအိမ်ဟာပြူစောတိခေါင်းဆောင်အုပ်ချုပ်ရေးမှုအောက်တန်းစားထိုးနိုင်ရဲ့နေအိမ်ဖြစ်ပြီးတော့အဲ့ဒီ၎င်းရဲ့လက်အောက်ခံပြူစောတိများကဖျားဝင်းခြင်းကို နေတိုင်းလိုလိုကင်းလဲ့နေတယ်လို့သိရပါဗျ။ဒါအပြင်ပျောက်ဆုံးသွားတဲ့အလေးချိန်ပိတ်တာ80ကျော်ရှိတဲ့ကြေးခေါလောင်းကြီးဟာလူ900လောက်ဝိုင်းဝန်းပြီးတော့တည်ရပြီးသုံးဘင်းဆိုင်ကဲကားနဲ့နွားလဲတို့ရှိမှတည်ယူနိုင်မှာဖြစ်တယ်လို့ဒေသခံပြည်သူများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဆလင်းမြို့ပေါ်မှာအဝေးတင်တက်ကတူចောင်းသားចောင်းသူများကိုအကြမ်းဖက်စစ်ခွေးတက်ကချိုးတင်မဲများပေးခိုင်းနေပြီးတော့မဲမဲပေးတဲ့သူတွေကိုចောင်းဆက်တက်ခွင့်ပြုမှာမဟုတ်ဘူးဆိုပြီးချင်းချောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ20ရက်နေ့မှာဆလင်းမြို့အထွေထွေအုပ်ချုပ်ရေးရုံးအတွင်းမှာចောင်းဆရာဆရာမများမဲကော်မတီအဖွဲ့ဝင်များအုပ်ချုပ်ရေးမှုများအကြမ်းဖက်စစ်ခွေးများနဲ့ပြုခွေးများကဆလင်းမြို့ပေါ်မှာရှိတဲ့ ကျောင်းသားရက်ကွက်နဲ့မြင်းတင်ရက်ကွက်မှာရှိတဲ့ပြည်သူများနဲ့အဝေးတင်တက်ကတော်ကိုတက်ရောက်နေကြတဲ့ကျောင်းသားကျောင်းသူများစီကနေပြီးတော့ချိုတင်မဲများကောက်ယူခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးကောက်ယူရမှာမကွေးနဲ့ရေနံကျောင်းတို့မှာရှိတဲ့ဘာမှစောက်သုံးမကြအသုံးမဝင်တဲ့အဝေးတင်တက်ကတော်တက်ရောက်နေတဲ့ကျောင်းသားကျောင်းသူများဟာမဲပေးခြင်းမရှိတဲ့အတွက်ကြောင့်မဲမပေးတဲ့သူတွေကိုကျောင်းဆက်တက်ခွင့်ပြုမှာမဟုတ်ဘူးလို့ချိန်ချောက်ပြီးတော့ချိုတင်မဲများကောက်ယူသွားတယ်လို့သိရပါတယ်။နိုဝင်ဘာလ20ရက်နေ့က14မြို့အထွေထွေအုပ်ချုပ်ရေးရုံးအတွင်းမှာကျောင်းဆရာဆရာမများ 搞么的稳婆稳了？ အုတ်ချုပ်ရေးမှုတွေရင်းခွေးစစ်ခွေးနဲ့ပြူခွေးတွေအင်အား90လောက်နဲ့ပထမအကြိမ်ကြိုတင်မဲကောက်ပါလေဆလင်းညွန့်နယ်မှာရှိတဲ့အဝေးတင်တက္ကသိုလ်ကိုတက်နေတဲ့အာရရာចောင်းသားចောင်းသူတွေကိုပြန်လှုပ်ပြီးတော့မဲပေးခိုင်းတာမဲလာမပေးတဲ့သူတွေများလို့မဲမပေးရင်ចောင်းဆက်တခွင့်ပြုမှာမဟုတ်ဘူးလို့ပြောပြီးမဲကော်မတီဝင်အဖွဲ့ဝင်တွေနဲ့အုတ်ချုပ်ရေးမှုတွေကချိန်ချောက်ပြီးမဲတွေကောက်ယူသွားတယ်လို့ပြည်သူညီနောင်ဆလင်းတရင်တောင်းကကိုပြည်သူကပြောပြထားပါတယ်အခုလိုမျိုးချိန်ချောက်ခေါ်ယူခဲ့ခြင်းကြောင့်အဝေးတင်တက္ကသိုလ်ကိုတက်ရောက်နေကြတယ်အာရရာចောင်းသားចောင်းသူများနဲ့ ပြည်သူအယောက်တရာခန်းကမဲလာပေးသွားတယ်လို့သိရပါဗါးဒါအပြင် အကြမ်းဖက်စစ်ခွဲတပ်ကဇလင်းတို့ဖြီးကြီးဖျားထဲမှာလဲစိုင်းပုတ်ထောင်ပြီးတော့အိမ်အောင်စုစည်းရှိသူတိုင်းမဲထဲကြရနေမဲပေးခြင်းမရှိသူများကိုထောင်ဒဏ်ချမှတ်သွားမှာဖြစ်ကြောင်းချိန်ချောက်ထားတယ်လို့သိရပါဗါးအကြမ်းဖက်စစ်ခွဲတပ်ရဲ့တရေထုတ်ပြန်ချက်အရမြန်မာနိုင်ငံတဝမ်းလုံးမှာရှိတယ် ဘယ်နိုင်ငံကမှအတိမတ်မပြုတဲ့တက္ကသိုလ်ဒီဂရီကောလိပ်နဲ့ကောလိပ်တွေမှာတက်ရောက်ကြတဲ့ကျောင်းသားကျောင်းသူများကိုချိုးတင်မဲဆန္ဒပေးရမှာတမကာလာအတွင်းမဲပေးသူစုစုပေါင်း28339ဦးရှိတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘန်ကောက်တိုင်းပြည်မြို့နယ်ကွင်းကြီးကျေးရွာအုပ်စုမှာရွေးကောက်ပွဲမဲပေးစနစ်တရုတ်ပြရန်လူစုနိုင်ခြင်းမရှိတဲ့အတွက်အုပ်ချုပ်ရင်းမှုစမ်းလွေဆိုတဲ့ကောင်းကိုအကြပ်စစ်ခွေးတွေကဖမ်းဆီးရန်လိုက်လံရှာဖွေနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လောဘမလာ၂၁ရက်နေ့မှာပြည်မြို့နယ်အတွင်းမှာရှိတဲ့ကွင်းကြီးကျေးရွာအုပ်စုမှာအကြပ်စစ်ခွေးတွေကပြင်လုံမဲ့အတူရောင်ရွေးကောက်ပွဲအတွက်မဲပေးစနစ်တရုတ်ပြရန်ကျေးရွာအုပ်စုအုပ်ချုပ်ရင်းမှုစမ်းလွေဆိုတဲ့ကောင်းကို အကြမ်းဖက်စစ်ခွေးတွေကလူစုခိုင်းထားတယ်လို့သိရပါတယ်အခုလိုမျိုးလူစုခိုင်းထားတော့လေအုတ်ချုပ်ရဲမှုစမ်းဝင်ကလူစုမပေးနိုင်တဲ့အတွက်ကြောင့် ထူးချေလွာတောင်းခံပြီးတော့ဖမ်းဆီးအရေးယူရန်လှုံ့ဆောင်နေကြတယ်လို့ပြောပါတယ်ဒါအပြင်ကြံရှင်းနေတဲ့ကြေးဝအုပ်စုများကအုပ်ချုပ်ရေးမှူးများကလည်းအခုလိုမျိုးအရေးယူခံရမှာကိုကြောက်လန့်နေကြတယ်လို့ပြောပါတယ်အကြမ်းမဲ့စစ်ခွေးတပ်ဟာပြည်မြို့နယ်အတွင်းမှာရှိတဲ့ရက်ကွက်ကြေးဝအုပ်စုများမှာမဲပေးစနစ်တည်ယုပ်ပြရန်ဌာနဆိုင်ရာဝန်ထမ်းများနဲ့အဖွဲ့၆ခုဖွဲ့စည်းထားပြီးတော့ရက်ကွက်ကြေးဝအုပ်စုများမှာမဲပေးစနစ်တည်ယုပ်ပြရင်လုပ်ငန်းများဆောင်ရွက်နေကြတယ်လို့သိရပါတယ်ကွင်းကြီးကြေးဝအုပ်စုအုပ်ကြီးကတော့တင်းရှောင်နေတယ်လို့သိရတယ်စစ်ခွေးတွေကလည်းဖိအားပေးပြီးတော့ခိုင်းစင် ေတာသူ့ခြေရွာမတည်ရင်ဖမ်းမယ်လို့ကြားတယ်။ဂျန်နဲ့ခြေရွာအုပ်စုကအုပ်ကြီးတွေလည်းကြောက်လန့်နေကြတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘဂိုးတိုင်းတောင်ငူမြို့နယ် ဒုံအင်းကြီးရွာမှာသမီးအရင်ဖြစ်သူကိုအတမအပြုတ်ကျင်းခဲ့တဲ့အဖေကိုထောင်နဲ့အနည်း60ချမှတ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ6ရက်နေ့ည9နာရီလောက်မှာဒိုအင်းကျေးရွာမှာနေတဲ့ဖခင်ဖြစ်သူဇောခိုင်ခေါ်မောင်ခိုင်ဟာအရက်သေးစားတောက်စားထားပြီးတော့နေတဲထဲမှာအိတ်နေတဲ့အသက်14နှစ်အရွယ်သမီးဖြစ်သူကိုအရမကျင့်ဖို့ကြံစီခဲ့ပြီးတော့သမီးဖြစ်သူကလုံးကန်ခဲ့တာကြောင့်အသက်17နှစ်အရွယ်သမီးအငယ်ကိုခေါ်ကအရမကျင့်ခဲ့တယ်လို့သိရပါရတယ်။ ဲ့ဒီလူကသမီးနှစ်ယောက်ရှိတယ်14နှစ်သမီးကိုအာရမချင်းဖို့လှုပ်တာသမီးအကြီးကရုံးကန်ပြီးဖြေးလို့သမီးငယ်ကိုချုပ်ပြီးအာရမချင်းတာမနေ့ကျတော့သူတို့အဖွားကိုသွားတိုင်တာအဲ့ဒါနဲ့သူ့အဖွားကတရားလိုလှုပ်ပြီးတော့တိုင်တာအဲ့ဒီမှာတင်ဖမ်းဆီးပြီးတော့ထောင်ချလိုက်တာလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။နိုဝင်ဘာက20ရက်နေ့ကအသက်17နှစ်အရွယ်သမီးအရင်းကိုမဖွဲမရအာရမပြုတ်ကျခဲ့တဲ့ဖခင်ဖြစ်သူကိုတောင်ငုခရံဒုခရံတရားသူကြီးတုံးယုံကအလုတ်ချမ်းနဲ့ထောင်တန်းအနည်း60ချမှတ်လိုက်တယ်လို့သိရပါတယ်။ နတ်ဆယ်ရဲ့နေကအမိန့်ချလိုက်တယ်အနည်းဆောက်ဆယ်ကြသွားတယ်သူ့အမေကိုယ်တိုင်ကအခုလိုမျိုးတရားလိုလုပ်ပြီးတော့အမှုဖွင့်ထောင်ချလိုက်တာပါကလေးနေနဲ့ဆိုအဖွားတော်တာဘောလို့ဒေသခံတဦးကပြောပြထားပါလေသမီးအရင်းကိုမရင်းချင်းခဲ့တယ်တရားခံမောင်းခိုင်ခေါ်ဇောခိုင်ကိုပြစ်မှုကျွလွန်ထင်ရှားတာကြောင့်ပုံမှန်သုံးခုနဲ့တရားစွဲဆိုခဲ့ပြီးတော့ပြစ်မှုတရက်ကိုနှစ်ပေါင်း20စီနဲ့ပြစ်ဒဏ်3ရက်စုစုပေါင်းနှစ်60ကိုတစ်ခုပြီးမှတစ်ခုကြာခံစေရန်တောင်ကိုခရိုင်ဒုခရိုင်တရားသူကြီး၃ရုံးကနေနိုဝင်ဘာလ20ရက်နေ့မှာအမိန့်ချမှတ်လိုက်ကြောင်းတရင်ရရှိပါတယ် ညောင်းတရင်တွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့နေ့စဉ်နဲ့အမျှအပိတ်ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို Like and Subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ Channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ Subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ ဒီစဉ်မပြအစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်ရတုံရွာနယ် ဘူရောင်ကန်ရွာကြားမှာရှိတဲ့နေအိမ်တဲများကိုအချက်ပဲစိတ်ခွေတက်ကဂျာရိုကော်ပြန်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်အသက်9နှစ်နဲ့အသက်10နှစ်အရွယ်ကလေးငယ်နှောက်အပါအဝင်ပြည်သူ၃ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့နိုဝင်ဘာလ22ရက်နေ့မနက်10နာရီကျော်လောက်အချိန်မှာအချက်ပဲစိတ်ခွေတက်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့ဂျာရိုကော်ပြန်များကမုံရွာမြို့နယ်ရတုံရွာနဲ့ဘူရောင်ကန်ရွာကြားမှာရှိတဲ့တော်တယ်များကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အချက်ပဲစိတ်ခွေတက်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းအ သက်၈နှစ်အရွယ်မအီရွှေကြီးဖြိုးအသက်၅နှစ်အရွယ်မောင်ဟိန်းထက်နဲ့အသက်30အရွယ်ကိုအောင်စိုးထွေးတို့တေဆုံးသွားတယ်လို့သိရပါဗျ။စစ်ခွေးတွေကဘာတိုက်ပွဲမှလည်းမရှိမင်းနဲ့ဘုံကျဲတိုက်ခိုက်သွားတာပါ။တေဆုံးတာက၃ဦးတေဆုံးတယ်၊ကလင်းငယ်၂ဦးနဲ့လူကြီး၃ဦးတေဆုံးတယ်လို့သိရတယ်။ ဘာတိုက်ပွဲမှလည်းမရှိပဲနဲ့တားရောက်တိုက်ခိုက်သွားတာပါလို့မုံရွံမြို့နယ်ပြည်သူလုံခြုံရေးအဖွဲ့မြို့နယ်ပလပကတာဝရှိသူကပြောဆိုထားပါတယ်အလားတူပဲအော်တိုဘာလ6ရက်နေ့ဂရင်းကျိုလောက်တင်းကြီးညကလည်းမုံရွံမြို့နယ်နဲ့ချောင်းမြို့နယ်အဆက်မှာဂရင်းကျိုမီးထွန်းပွဲတော်နဲ့စီမီးသပိတ်ပြုလုပ်နေတဲ့အချိန်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့စက်တပ်၄ထီးများနဲ့အချိန်ချင်းဘုံများကျဲချတိုက်ခတ်ခြင်းကြောင့်ပြည်သူအယောက်20ကျော်သေဆုံးခဲ့ပြီးအယောက်40ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွား Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းမဆစ်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ